်မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မလ19ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန် တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအဖိုးချိန်တွေကတော့နေပြည်တော်မှာ25ဒီဂရီဆက်စီယပ်89ဒီဂရီဖာရန်ဟိုင်းရန်ကုန်မြို့မှာ24ဒီဂရီဆက်စီယပ်85ဒီဂရီဖာရန်ဟိုင်းနဲ့ မန္တလေးမြို့မှာ29ဒီဂရီဆယ်စီယက်87ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့မနက်6နာရီခွဲချိန်မွန်လူပသာဂျိုတုမှာဖမ်းရရှိတဲ့ပေါ်ရာကပလီပင်လယ်ပြင်နဲ့ဒင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိန်သတ္တမတိန်တို့ထန်နေပြီးကျန်မင်္ဂလာပင်လယ်အော်မှာတိန်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိန်သတ္တမတိန်တို့ထန်နေပြီးကျန်ဒေသတွေမှာတိန်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ မြမပင်လေပြင်းမှာလိုင်းနေငယ်မှာလိုင်းတင်တင်ရှိပါမယ်လိုင်းမြမမြမကံယူတဲ့တခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာ၄ပေမှာ၆ပေကံရှိနိုင်ပါတယ်ဒီကနေ့ညနေဒီခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနနေသားကြီးရဲ့ထပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမုတ်တကျုံရှာပါမယ်ချင်းပြည်နယ်စကနနေသားကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်း၊ကယားပြည်နယ်၊အေရရီတန်ဒေသကြီးနဲ့ရန်ကုန်တန်ဒေသကြီးတို့မှာတိမ်တင်တင်ဖြစ်ထွန်းပြီးရခိုင်ပြည်နယ်၊မကွေးတန်ဒေသကြီးနဲ့ပဲခူးတန်ဒေသကြီးတို့မှာအများဖြစ်တရပါမယ်။နေပြည်တော်နဲ့နေတော်အတွက်ဒီကနေ့ညနေတီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အနှဲငယ်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေတီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ တင်းတင်းဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေခင်းမိုးလွယ်သားအခြေအနေခန့်မှန်းကြပါလိမ့်တင်းတင်းတင်းဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာ41ဒီဂရီဆက်စီယံ106ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကန်နယ်ဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်းတိုင်တနေသားကြီးတို့မှာနေရာွက်ကြောင်းမုတ်တိကျုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်ခုနှစ်နာရီကျိထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။